ဒီပိုင်းမှာတော့လင်းနှုံဟာသူ့ရဲ့မွေးရပါအဆောင်ဆွမ်းအားကြောင့်ဒီနေရာမှာအာယုံခံနိုင်စွမ်းအကောင်းဆုံးဖြစ်ကြောင်းမွေပါလေးတို့ကိုပြောပြနေခဲ့ပါတယ်။ဒါကြောင့်ဘိုးဘေးအဆောင်ကဒီနေရာမှာပဲရှိနေတယ်ဆိုတာသိချနေပြီဖြစ်ပြီးအရင်ဝင်ပြီးစူးစမ်းကြည့်ရအောင်လို့မွေပါလေးကပြောလိုက်ပါတယ်။ရှောင်းရင်ကိုစီးကခမ်းမတဲ့ဝင်လာခဲ့တဲ့အချိန်မှာတော့ရင်းခွေကိုင်းကလူတယောက်ဟာရုပ်သေးအဆောင်တစ်ခုကိုအတုံးချပြီးတော့စွမ်းအားတွေဆုပ်ယူနေတာကိုတွေ့လိုက်ရပါတယ်။ ဒီလောက်ကောင်းမွန်တဲ့အရာမျိုးကိုတခြားကိုင်းကိုပေးလိုက်လို့မဖြစ်ဘူးလို့လင်းနုံကပြောလိုက်ပြီးထို့အချိန်မှာပဲအဆောင်တွေကရုတ်တရက်တိုက်ခိုက်ခံလိုက်ရတယ်လို့ဖြစ်သွားကလဲကျသွားခဲ့တာကိုတွေ့ရပါတယ်။လင်းနုံကိုတွေ့လိုက်တာနဲ့အဖိုးကြီးကထိတ်လန့်သွားခဲ့ရတယ်လို့လင်းနုံကလည်းအဆောင်ရုတ်သေးပေါ်ကစိတ်ဆွမ်းအင်အမတ်တစိုက်ကိုဖယ်ရှားလိုက်ဖို့ပြောလိုက်ပါတယ်။အဖိုးကြီးကလက်မခံတဲ့အတွက်လင်းနုံကဓာတ်ထုတ်ပြီးထိုးဖို့ကြိုးစားနေတဲ့အချိန်အစင်းမြင့်အဆောင်ရုတ်သေးကအဖိုးကြီးရဲ့အမိန့်ကိုနာခံဖို့အဆင်သင့်ဖြစ်သွားခဲ့ပါတယ်။ ဒီအချိန်မှာပဲရှောင်းရံကအဖိုးကြီးကိုရုတ်တရက်ခုန်အုပ်လိုက်တဲ့အတွက်ကြောင့်စိတ်ဆွမ်းအင်ဖွဲ့စည်းမှုတွေပျက်စီးသွားခဲ့ရပါတယ်။အောက်မှာလဲနေတဲ့အဖိုးကြီးကိုလင်းတုံကစိတ်ဆွမ်းအင်အမတ်တစိုက်ကိုချက်ချင်းဖယ်ရှားဖို့ပြောလိုက်ပြီးရှောင်းရံကလည်းသူ့ကိုရံမှုနေတဲ့အတွက်လင်းတုံလိုချင်တဲ့အတိုင်းလုပ်ပေးပါမယ်လို့ပြောလိုက်ပါတယ်။အဖိုးကြီးဟာအဆောက်ရုပ်တုပေါ်မှာရှိတဲ့သူ့ရဲ့အမတ်သားကိုဖယ်ရှားပေးလိုက်ပြီးတာနဲ့လင်းတုံက သူ့ရဲ့စိတ်ဝိညာဉ်အမတ်တစိုက်ကိုအဆောက်ရုပ်တုပေါ်မှာတက်ဆင်လိုက်ပါတယ်။ဒီအချိန်မှာအဆောက်ရုပ်တုဟာလင်းတုံရဲ့အပိုင်ဖြစ်သွားခဲ့ပြီးတော့သူကလည်းတင်းစီထားလိုက်ပါတယ်။ အဖိုးကြီးကလင်းတုံဟာအစင်းမြင့်အဆောင်ရုပ်သေးကိုရသွားခဲ့တဲ့အကြောင်းဂိုင်းချုပ်သာတီးသွားမယ်ဆိုရင် လုံးဝအလုပ်ပေးမှာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။သူတို့စကားပြောနေတဲ့အချိန်မှာပဲရင်းခွေဂိုင်းကလူတွေရောက်လာခဲ့ပြီးတဲ့နောက်အစင်းမြင့်ရုပ်သေးအဆောင်ကိုအခုချိန်မှာထုတ်ပေးအောင်မလားလို့ပြောနေတဲ့အချိန်မှာပဲလင်းတုံကသူ့ကိုဆွဲခေါ်ကာတနေရာစီကိုထွက်သွားခဲ့ပါတယ်။ဒီနေရာကိုရောက်လာခဲ့တဲ့သူတွေကတခင်မလေးမူချင်းချင်းတို့ဖြစ်ပြီးသူတို့ရဲ့အနောက်မှာတော့ထန်းလိန်တို့ရောက်ရှိလို့လာခဲ့ပါတယ်။ န်းလင်ကရင်းခွေကိုင်းသားတွေကိုတိုက်ခိုက်ခဲ့တာကမူချင်းချင်းလို့ထင်သွားခဲ့တာမို့ဒီပစ်ကြွေးကိုတေချာပေါက်ဆက်ရလိမ့်မယ်လို့ပြောနေကြတဲ့အချိန်မှာပဲသူမကလည်းဒီနေရာကိုအခုမှရောက်တာဖြစ်ကြောင်းပြန်ရှင်းပြနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စကားတွေကိုထန်းလင်ယုံကြည်ခြင်းမရှိခဲ့ပဲအစင်းမြင့်အဆောက်ယုတ်သေးကဘယောက်သွားတာလဲလို့မေးလိုက်ပါတယ်။အဆောက်ယုတ်သေးပြောက်သွားတဲ့အတွက်ထန်းလင်ကတော့ဒေါသတွေထွက်နေခဲ့ပြီးပြန်မတွေ့ခဲ့လို့ရှိရင်တက်ခွေကိုင်းကိုဖျက်ဆီးပစ်မယ်လို့ပါပြောလာခဲ့ပါတယ်။ ဒီလိုနဲ့တစ်ဖက်နဲ့တစ်ဖက်အခြေအနေတွေတင်းမာလာခဲ့ကြပြီးတော့ထန်းလင်ကနဆိုးလဝတိုင်းကွက်နဲ့တိုက်ခိုက်လိုက်တဲ့အခါမှာသူမဟာအသာတကြီးပဲရှောင်းတိန်လိုက်နိုင်ပါတယ်။မဟာနဆိုးချက်ဝတ်တန်စာကြောင့်ဒီလိုကာကွယ်လိုက်နိုင်တယ်ဆိုတာသိလိုက်ရပြီးတော့မူချင်းချင်းကလည်းတိုင်းပညာမှာမခေသူတယောက်ဆိုတာကိုထန်းလင်သဘောပေါက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဂိုင်းကြီးနှစ်ခုလုံးကလူတွေဟာတစ်ဖက်နဲ့တစ်ဖက်အချင်းချင်းတိုက်ခိုက်နေကြပြီးခေါင်းဆောင်တွေဖြစ်ကြတဲ့ထန်းလင်နဲ့မူချင်းချင်းတို့ဟာလည်းအစွမ်းကုန်တိုက်ခိုက်နေကြပါတယ်။ လင်းတုံကတော့ရှောင်းရဲမွေပါလေးနဲ့အတူအခန်းတစ်ခုထဲကိုရောက်လာတဲ့အခါမှာအဖိုးကြီးကတော့အဖမ်းမခံရသေးခင်အစင်းမြင့်အဆောက်အယုတ်သေးကိုချက်ချင်းပြန်ပေးဖို့ပဲပြောနေခဲ့ပါတယ်။လင်းတုံကအောက်ဖက်မှာတခုခုရှိနေတယ်လို့ထင်ခဲ့တာကြောင့်အောက်ဆင်းဖို့လုံနေတဲ့အချိန်မှာအဖိုးကြီးကအောက်ဖက်မှာမျက်နှာအေးတက်တွေပဲရှိနေတဲ့အတွက်အားနေတဲ့သူတယောက်ဆိုရင်မစင်းသင့်ဘူးလို့ပြောပြပေးလိုက်ပါတယ်။ဒါတွေကိုဘလို့လို့သိတာလဲလို့မေးလိုက်တဲ့အချိန်မှာအဖိုးကြီးကပြန်မဖြေနိုင်တဲ့အတွက်ကြောင့်လင်းတုံလည်းသူနဲ့အတူအဖိုးကြီးကိုခေါ်သွားခဲ့ပါတယ်။ အောက်ကိုဆင်းလာတဲ့အချိန်မှာအေးဒက်တွေကသူ့ကိုဘလို့မှအန္တရာယ်မဖြစ်စေဘူးဆိုတာကိုအဖိုးကြီးကသိလိုက်ရပြီးလင်းတုံကိုအယံအံ့ဩနေခဲ့ရပါတယ်။မေယနာမီရဲ့အေးဒက်ကိုခုခံကာကွယ်နိုင်တဲ့သူဆိုတာအင်မတန်မှကိုအင်အားကြီးမားတဲ့သူဖြစ်တယ်ဆိုပြီးသတ်မှတ်ထားခဲ့ကြတာပါ။လင်းတုံကအလင်းရောင်ရှိတဲ့နေရာစီကိုပြေးသွားကြည့်တဲ့အခါမှာတော့ဘိုးဘေးအဆောင်ကပျောက်ဆုံးသွားခဲ့တာကိုတွေ့ရပါတယ်။ ဒုက္ခတွေအများကြီးရင်ဆိုင်ခဲ့ရပြီးဘာမှမရှိတဲ့အတွက်စိတ်တူနေတဲ့လင်းတုံကိုရှေးဟောင်းကြောက်တိုင်ကအကြိမ်ကြိမ်ဖွင့်ခဲ့ပြီးပြီဖြစ်တာကြောင့်တခုခုသာရှိနေခဲ့ရင် အခုချိန်မှာသူများတွေယူသွားလောက်ပြီလို့အဖိုးကြီးကပြောဆိုခဲ့ပါတယ်။လွန်ခဲ့တဲ့၃နှစ်တုန်းကရင်းခွေကိုင်းကတာဝန်ရှိသူတွေဟာဒီကတံပိုးရှိဆုံးရာတွေကိုယူဆောင်သွားခဲ့ကြပြီဖြစ်ကြောင်းအဲ့ဒီအချိန်ကစပြီးဂိုင်းချုပ်ကမြေအောက်ခန်းထဲမှာပဲကျင့်စဉ်တွေကိုကျင့်ကြံနေခဲ့ကြောင်းပြောပြလိုက်တဲ့အခါမှာတော့လင်းတုံလည်းဒေါသထွက်သွားပြီးတော့အဖိုးကြီးကိုထိုးထည့်လိုက်ပါတယ်။ မွေပါလေးကတော့ရင်းခွေကိုင်းရဲ့ဂိုင်းချုပ်ဟာအဲ့ဒီလိုအကြီးချင်းမျိုးလုံးဝမရှိတဲ့အတွက်ကြောင့်ဘိုးဘေးအဆောင်ကိုတန့်စင်လို့ရမှာမဟုတ်ဘူးလို့သူ့ရဲ့အမြင်ကိုပြောနေခဲ့ပါတယ်။ဒါကြောင့်သူတို့စီမှာအခွင့်အရေးကျန်နေသေးတာဖြစ်ပြီးရင်းခွေကိုင်းရဲ့ဂိုင်းချုပ်ကိုတွားတွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့မွေးရပါဘိုးဘေးအဆောင်ကအချက်ပြလာတာကြောင့်လင်းနှုံထူးဆန်းတယ်လို့ခံစားလိုက်ရပြီးလင်းနှုံကကြောက်တုံးကြီးကိုထိုးခွဲလိုက်ပေမဲ့မကွဲသွားခဲ့ပဲအရန်ခိုင်ခက်နေခဲ့တာကိုတွေ့ရပါတယ်။ မွေပါလေးကတော့ဒီလိုလုပ်ရက်တွေကိုမစင်မချင်းမလုပ်ဖို့အမြဲတမ်းသတိပေးနေခဲ့ပြီးလင်းနှုံကိုတေချာစဉ်းစားခြင်းချိန်ဖို့ပြောပြနေခဲ့ပါတယ်။လင်းနှုံလည်းစိတ်ဆွမ်းအင်ကိုစူးစီးပြီးတိတိကျကျအာယုံခံကြည့်လိုက်တဲ့အချိန်မှာတော့အပြာရောင်လင်းတန်းတစ်ခုကိုတွေးလိုက်ရကသူတို့တွေအားလုံးလည်းအခြားနေရာတစ်ခုကိုရောက်သွားခဲ့ရပါတယ်။ထိုနေရာမှာရှိနေတဲ့လူကြီးတစ်ယောက်ဟာလင်းနှုံကိုကြည့်ပြီးဒီလောက်နှစ်တွေအကြာကြီးစောင့်ပြီးသွားတဲ့အခါမှာတော့တစုံတစ်ယောက်ကတော့ဒီကိုရောက်လာခဲ့ပြီလို့ပြောလိုက်ပါတယ်။ သူဟာဘိုးဘေးအဆောင်ရဲ့အဆောင်လျှောက်ဖြစ်ပြီးဝါမျိုးချင်းဘိုးဘေးအဆောင်ရဲ့အရင်ကတခင်ဟောင်းတယောက်ဖြစ်တယ်လို့လည်းပြောပြခဲ့ပါသေးတယ်။လင်းနှုံဟာဒီနေရာကိုဘိုးဘေးအဆောင်ကိုလိုချင်တဲ့အတွက်ရောက်လာတယ်ဆိုတာသိနေခဲ့တာဖြစ်ပြီးတော့အပြင်ကဘိုးဘေးအဆောင်ကိုတော့အခြားတယောက်ကယူသွားပြီလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့ယူသွားတဲ့သူဟာတသက်လုံးဘိုးဘေးအဆောင်ကိုတန့်စင်လို့ရမှာမဟုတ်ပဲဒီလိုလုပ်ချင်ရင်တော့သူ့ရဲ့ခွင့်ပြုချက်ကိုရအောင်ယူရလိမ့်မယ်လို့လည်းပြောပြလိုက်ပါတယ်။ လင်းနှုံကသူဟာမျိုးနွယ်ခွဲတဲ့ကလူတယောက်ဖြစ်နေခဲ့တဲ့အတွက်ကြောင့်ငငယ်တုန်းကသူများတကာတွေရဲ့အနိုင်ကျင့်တာခံရတဲ့ပုံတွေကိုသူ့ရဲ့အာရုံထဲမှာပြန်လဲမိအောင်လာခဲ့ပါတယ်။ဒီလိုအဖိနှိပ်ခံရမှုတွေကြောင့်ပဲသူဟာပုံမတန်မာလာရတာဖြစ်ပြီးတော့သူများတွေထက်လည်းအစပေါင်းများစွာပိုပြီးစ조사ခဲ့ရတာဖြစ်ပါတယ်။အဆောင်သခင်ဟာလင်းနှုံရဲ့လှုပ်ဝက်ချက်တွေအားလုံးကိုသိမြင်သွားခဲ့ရပြီးတော့သူ့ရဲ့ငယ်ဘဝဖြတ်တန်းမှုတွေကိုလည်းစာနာနားလည်သွားခဲ့ရပါတယ်။ ဒီ ठी ကိုရောက်လာနိုင်ခဲ့တယ်ဆိုတော့လင်းတို့မှာဝါမျိုးချင်းဘိုးဘေးအဆောင်ကိုပိုင်ဆိုင်ဖို့အတွက်ကံကြမ္မာရှိတယ်ဆိုပြီးအဆောင်သခင်ကဆုံးဖြတ်ပေးလိုက်ပြီးသူ့ရဲ့လက်ထက်ကခရမ်းရောင်မီတောက်ကိုလင်းတို့စီလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။သူသာဝါမျိုးချင်းအဆောင်ကိုရှာတွေ့ခဲ့မယ်ဆိုရင်ဒါနဲ့ချိတ်တဆိတ်ကိုဖြစ်စီပြစ်လိုက်လို့သခင်ဟောင်းဖြစ်သူကမှကြားခဲ့ပါတယ်။ဒါပေမဲ့ဘိုးဘေးအဆောင်ကသူ့ကိုသခင်ဖြစ်အတိမပြုပါမလားဆိုတာကတော့လင်းတို့ပေါ်မှာပဲမူတည်နေပါတော့တယ်။ ဘိုးဘေးအဆောင်ကကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားတာကြောင့်ကောင်းကင်နဲ့မြေကြီးကိုအကာအကွယ်ပေးပြီးစွမ်းအားရရှိတဲ့အချိန်မှာပဲသူ့ရဲ့တာဝန်တွေကလည်းရှိလာခဲ့မှာဖြစ်ပါတယ်။ဒါကြောင့်နောက်ပိုင်းမှာဒီတာဝန်တွေအားလုံးကိုမင်းနားလဲလာပါလိမ့်မယ်လို့ပြောပြီးတဲ့နောက်အဆောင်သခင်ကြီးဟာလည်းပျောက်ကွယ်သွားခဲ့ပါပြီ။လင်းနှုံဟာအဆောင်သခင်ကိုအယုတ်တီပေးပြီးတဲ့နောက်သူတို့သုံးယောက်ဟာအပြင်ကိုပြန်ထွက်လာခဲ့ကြပါတယ်။အဆောင်သခင်ဟာပဲဆင်းရှိတဲ့အင်အားကြီးမားတဲ့သူဖြစ်တယ်လဲဆိုတာကိုတော့သူတို့တွေမသိခဲ့ကြရပါဘူး။ ။မြေပြင်ပေါ်မှာသတိလစ်ကလဲကျနေတဲ့ရင်ခွေကိုင်းကအဖိုးကြီးကိုတော့မတက်ဖို့ကတိပေးထားတာမို့ဂူထဲမှာဒီတိုင်းချန်ထားခဲ့ကသူတို့ကတော့အပြင်ကိုထွက်လာခဲ့ကြပါတယ်။အပြင်ဘက်မှာဆိုရင်တော့ထန်းလိန်နဲ့မူချင်းချင်းတို့ဟာအပြိုင်ဆိုင်တိုက်ခိုက်နေကြတော့ပဲဖြစ်ပြီးထန်းလိန်ကတော့အခုချိန်ထိအစင်းမြင့်အဆောက်အယောက်သေးဟာမူချင်းချင်းစီမှာပဲရှိလိမ့်မယ်လို့တတိချာယူဆထားခဲ့တာဖြစ်ပါတယ်။ ထန်းလိန်ဘက်ကအစောက်ရုပ်သေးကိုထုတ်ယူလိုက်ပြီးမူချင်းချင်းကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာပဲလင်းနုံဟာရှောင်းရံကိုစီးကအထဲကနေထွက်လာခဲ့တာကိုမြင်လိုက်ရတဲ့အတွက်သူတို့နှစ်ယောက်စလုံးအယံအံဩသွားခဲ့ကြပါတယ်။ထန်းလိန်ကလင်းနုံနောက်ကိုလိုက်သွားခဲ့တဲ့အချိန်မှာမူချင်းချင်းကလည်းအနောက်ကနေတခါတည်းလိုက်ကြည့်နေခဲ့ပါတယ်။ကြောက်တိုင်အပြင်ဘက်ကိုရောက်လာတဲ့အခါမှာတော့ထန်းလိန်ရဲ့အစောက်ရုပ်သေးဟာလင်းနုံလက်ချက်နဲ့လဲကျသွားခဲ့ရပါတယ်။ ထန်းလင်ကအရန်ကိုဒေါသထွက်သွားခဲ့ပြီးတော့သူ့ရဲ့တပည့်တွေကိုလင်းနှုံကိုအသေးသက်ကြဖို့အမိန်ပေးခဲ့ကသူ့ကိုဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာပဲရှောင်းရန်ကလင်းနှုံကိုကာကွယ်ပေးခဲ့ပါတယ်။ဆက်လက်ပြီးထန်းလင်ကလင်းနှုံကို သူကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်လိုက်တဲ့အချိန်မှာတော့လင်းနှုံလည်းရှိသမျှအစွမ်းအကုန်ထုတ်ကာထန်းလင်ကိုရင်ဆိုင်ခဲ့ပါတယ်။ဒါအပြင်ထန်းလင်နဲ့လင်းနှုံတို့တိုက်ခိုက်နေခဲ့တဲ့နေရာကိုရှောင်းရန်ကလည်းဝင်ရောက်တိုက်ခိုက်ပေးခဲ့တယ်လို့အစောရုပ်သေးနဲ့ရှောင်းရန်တိုက်ခိုက်နေတော့မှလင်းနှုံကတော့ထန်းလင်စီကိုတဲတဲဝင်သွားခဲ့ပါတော့တယ်။ လင်းနှုတ်ရဲ့အစွမ်းကြောင့်ထမ်းလိမ့်လဲကျသွားတဲ့အခါသူ့ရဲ့လူတွေကဂိုင်းချုပ်ကိုအရန်စိုးရိမ်သွားခဲ့ပြီးဒါတွေကိုအစအဆုံးမြင်နေရတဲ့မူချင်းချင်းကတော့လင်းနှုတ်ရဲ့အစွမ်းကိုသဘောကျနေခဲ့ရပါတယ်။သူမအနေနဲ့အစင်းမြင့်အဆောင်ရုပ်သေးကိုရင်းခွေဂိုင်းလက်ထဲမရောက်ရင်ကျင်းနေပြီမို့လင်းနှုတ်ရသွားတဲ့ဆိုလေဂယုမဆိုင်ပါဘူး။ထမ်းလိမ့်ကအစင်းမြင့်အဆောင်ရုပ်သေးယူသွားခဲ့တဲ့လင်းနှုတ်ကိုလုံးဝမချိနဲ့ဘူးလို့ပြောနေခဲ့ပြီးတော့လင်းနှုတ်ကလည်းဒီဆောင်ရုပ်သေးကရှေးဟောင်းရတနာဖြစ်ပြီးပိုင်ဆိုင်သူမရှိသေးကြောင်းပြန်ပြောခဲ့ပါတယ်။ ထဲလင်ကသူ့လက်အောက်ကလူတွေအားလုံးရဲ့စိတ်ဆွမ်းအင်ကိုသူစီပိုးလို့ပေးဖို့အမိန့်ပေးလိုက်ပြီးတော့ရင်းခွေမဟာအစီရင်ကြီးကိုအသုံးပြုလိုက်ကလင်းတုံကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့အချိန်သူကလည်းသူစီမှာရှိတဲ့အဆောင်ရုပ်သေးကိုထုတ်ယူလိုက်ပြီးတော့ထဲလင်ကိုရင်ဆိုင်တိုက်ခိုက်ခိုင်းလိုက်ပါတယ်အစင်းမြင့်အဆောင်ရုပ်သေးဟာအစီရင်ကိုအလွယ်တကူပဲဖျက်တောက်လိုက်ပြီးတော့ထဲလင်ရဲ့အရှိကိုချက်ချင်းရောက်လာခဲ့ပါပြီဒါအပြင်ထဲလင်လက်အောက်မှာရှိတဲ့လူတွေအားလုံးကလည်းကြာဆုံးသွားရပြီဖြစ်ပါတယ် ။ထားလိန်ကတော့အခုချိန်ထိမမလျှော့သေးပဲအစိမ့်အဆောက်အယောက်တွေတခုရသွားတာနဲ့ဘဝင်းမြင့်မနေနဲ့လို့လင်းတုံကိုပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာအစိမ့်အဆောက်အယောက်တွေကသူ့ကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာထားလိန်ကလည်းသူ့ရဲ့အဆောက်အယောက်တွေကိုထုတ်လိုက်ပေမဲ့အင်အားချင်းမမျှတာကြောင့်ထားလိန်ရဲ့အဆောက်အယောက်တွေကတစ်ချက်တည်းနဲ့ပွဲသိမ်းသွားခဲ့ရပါတယ်။ဒါကိုမြင်တော့ထန်းလိန်ကသူ့ဘလို့မှတိုက်ခိုက်လို့မရတော့ဘူးဆိုတာကိုလက်ခံသွားခဲ့ပြီးချက်ချင်းပဲနောက်လက်ကထွက်ပြေးသွားခဲ့ပါတယ် လင်းနှုံကအစောင်းရုပ်သေးကိုထမ်းလိမ်နောက်လိုက်သွားခိုင်းခဲ့ပေမဲ့ခုနတုန်းကသူအုံပြူလိုက်တဲ့ရွှေဆွမ်းအင်တွေကကုံဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ရုပ်သေးကငြိမ်သက်သွားခဲ့ပါတယ်။အစင်းမြင့်အစောင်းရုပ်သေးရဲ့တိုက်ခိုက်ရေးဆွမ်းရည်တွေကအလကားရတာမျိုးမဟုတ်ပဲတန့်စင်တဲ့ရွှေဆွမ်းအင်ကနေတဆင့်ရရှိတတ်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်နောက်ပိုင်းကျရင်ဆွမ်းအင်တွေကိုခြွေတာသုံးဖို့အတွက်လင်းနှုံသင်ကန်းစာရသွားခဲ့ပြီဖြစ်ပါတယ်။လင်းနှုံဟာအစောင်းရုပ်သေးကိုပြန်သိမ်းလိုက်ပြီးတော့နောက်တစ်ခါအခွင့်ရေးရမယ်ဆိုရင်ရင်းခွေကိုင်းသားတွေကိုပြန်ပြီးလက်စားချေဖို့တိမ်မှတ်ထားခဲ့ပါတယ်။ ဒီအချိန်မှာမူဂျင်းချင်းကသူ့စီကိုရောက်လာခဲ့ကတယောက်ထဲဆွမ်းအားနဲ့ထန်းလိန်တို့ကိုတိုက်ခိုက်ခဲ့တာကိုမြင်လိုက်ရတဲ့အတွက်ချီချူးစကားပြောနေခဲ့ပါတယ်။ဆက်လက်ပြီးသူမကလင်းနုံဒီအဆောက်အအုံသေးတွေကိုရရှိသွားနိုင်ဖို့အတွက်သူမတို့ရဲ့တမော်ဂိုင်းဘက်ကအများကြီးစ조사အထုတ်ပေးထားခဲ့ရတာမို့ဘလို့မျိုးပြန်ပြီးတော့ဂျေဇုဆက်မလဲလို့မေးလိုက်ပါတယ်။ဒီစကားကိုလိမ္မာပါနဲ့တဲ့လင်းနုံကဒီအဆောက်အအုံသေးကိုသူမမရပဲရင်းခွေကိုင်းကသာရသွားခဲ့မယ်ဆိုရင်မင်းတို့အတွက်ပို့ပြီးတော့အနည်းငယ်ကြီးမားနိုင်တာမဟုတ်ဘူးလားလို့ပြန်မေးလိုက်ပါတယ်။ ။မူချင်းချင်းလဲအမှန်တရားဖြစ်လို့လက်ခံသွားခဲ့ရတဲ့အခါဖန်ဆင်းခြင်းတိုင်းကြောက်တိုင်အကြောင်းထပ်ပြောပြလိုက်ပါတယ်။လင်းနုံကလည်းတဟွန်ရှေးဟောင်းကြောက်တိုင်တဲကိုအခုမှရောက်ဖူးတာမို့တခြားရာတွေကိုသူ့အနေနဲ့သိပြီးမရင်းနှီးသေးကြောင်းပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါတယ်။ဒီရှေးဟောင်းကြောက်တိုင်ကတပည့်တွေကိုတိုင်းပညာလိုဝက်ကျမ်းတွေသင်ပေးတဲ့နေရာဖြစ်ပြီးတော့ရှေးဟောင်းကြောက်တိုင်တဲကိုဝင်ပြီးကြင်ကြံနိုင်ခဲ့ရင်ဖန်ဆင်းခြင်းအဆင့်ပညာကိုရရှိနိုင်မှာဖြစ်ပါတယ်။ ပြီးတော့သူမကသူနဲ့အတူလိုက်ပါသွားဖို့ဆန္ဒရှိသလားလို့မေးလိုက်တဲ့အခါလင်းနုံကသူ့အနေနဲ့ရန်သူတွေကိုအရင်တုန်းကအများကြီးတိုက်ခိုက်ခဲ့ပြီးပြီဖြစ်တယ်လို့အခုချိန်မှလည်းတယောက်တည်းသွားလာရတာအချင်းဖြစ်နေပြီမို့အတူလိုက်ဖို့ကိစ္စကိုငင်းပယ်လိုက်ပါတယ်။ဒီလိုနဲ့မူချင်းချင်းဟာအရင်ဆုံးထွက်ခွာသွားခဲ့ပြီးလင်းနုံကလည်းအနောက်ကနေလိုက်သွားခဲ့ရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်။